ုံးပြောင်းလို့ပြောင်းပြီးလို့ခေါ်တာအဲဖင်လန်မှာနေတဲ့ပြင်ပြောင်းနေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မှာနောက်တခါရွှေဤစီရဲ့မောင်လို့ပြောနေတဲ့အကောင့်နာမကမဟာပညာကျော်လို့တုံးတဲ့ဆွမြတ်သူဆိုတဲ့ဒီမြတ်ကိုစောင့်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတာသနာထိကြိုင်လိုက်ဒီနှစ်ယောက်တင်မဟုတ်ဘူး၂000ဆိုလဲတုတ်တင်ရမယ်ကဲကြားတယ်နော် ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမနမများအားလုံးပဲတော်လန်ညချန်လီပါဒီကနေ့စက်တင်ဘာလ28ရက်နေ့အတွက်တနိဒာမြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတမ်းပဲ reaction video လေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်ကချင်ပြည်နယ်ဘက်ကတည်င်းကောင်းလေးတွေနဲ့စမယ်ဆိုရင်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာတို့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ခမာယ31တက်ရင်မူဒုတိယဘုံမကြီးဆိုသူတက်ပွဲအတွင်းမှာရရှိသွားတဲ့ဒဏ်ရာများနဲ့တေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကစက်တင်ဘာလ26ရက်နေ့ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာမှာ KIA တက်တဲ့အကြံပတ်စစ်တပ်တို့အကြားတက်ပွဲဖြစ်ပေါ်ခဲ့ကြပြီးအဆိုပါတက်ပွဲအတွင်းတနိုင်းမြို့နယ်အခြေစိုက်ခမာယ31တက်မှတရင်မူဒုတိယဘုံမကြီးမှာဒဏ်ရာရရှိခဲ့ကြောင်းနဲ့အဆိုပါဒဏ်ရာရရှိသွားတဲ့တရင်မှုကိုစေကူတမှုပေးနိုင်ရဲ့အတွက်မြေကြီးနာတို့ပြန်လဲတဲဆောင်လာခြင်း လန်ခီးမှာပဲတည်ဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ဒါ KIA ပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်မတ်လကနေစတင်ပြီးဝိုင်းမော်မြို့နယ်အတွင်းမှာစစ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းတွေကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရမှာခမာရ90ဆဝူယံပြည်သူစစ်စခန်းမြို့မရဲစခန်းမှလွဲရဲဝိုင်းမော်မြို့နယ်အတွင်းမှာစစ်တဲ့စစ်စခန်းများအားလုံးကိုသိမ်းပိုက်ခဲ့ကြောင်းနဲ့ဒါကြောင့် KIA သိမ်းပိုက်ခဲ့တဲ့စခန်းတွေမှာလမ်းမြန်ဒေသနဲ့ဝူယံဒေသတစ်ဆောက်မှာစစ်စခန်းများလည်းပါဝင်ကြောင်းသိရပါတယ်ဆိုတော့ ်ပထမဆုံးဒါကြောင့်ကချင်ပြည်နယ်ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဗမောင်မြို့နယ်အနီးမှာအကြံဘတ်စစ်တပ်နဲ့ PDF တပ်ဖွဲ့တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးနေမင်းစင်းလင်းလှုပ်ဆောင်ခဲ့စဉ်အကြံဘတ်စစ်သားအလောင်းများနဲ့လက်နက်ခဲများတင်စီရမိခဲ့က SN တပ်ဖွဲ့ဝင်2ဦးကိုလည်းအစင်ဖမ်းမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မှာဗမောင်မြို့မြောက်ဘက်စီခမိုးရွာအနီးတာဝါတိုင်းဂုံးမှာ PDF တပ်ဖွဲ့တွေက နေမင်းစင်းလင်းပြုလုပ်ခဲ့စဉ်အကြံပတ်စစ်သားရုပ်အလောင်း၃လောင်းနဲ့တနက်၅လက်ကိုတင်စီရမိခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ကမှထိခိုက်ဒဏ်ရာရရှိခဲ့တာတဲ့ SN တပ်ဖွဲ့ဝင်၂ဦးကိုလည်း PDF တပ်ဖွဲ့တွေကအစင်ဖမ်းမိခဲ့ပြီးလက်ရှိအချိန်မှာစေကူတမ်းမှုတွေပြုလုပ်ပေးနေကြောင်းသိရပါဗျ။ဆက်ပြီးတော့ဒါကြောင့်ဘကိုးတိုင်းဘက်မှာဆိုရင်ဘကိုးတိုင်းပြည်ခရိုင်တဲကုံမြို့နယ်မှာကြေးရွာတွေကိုမိဆုနေတဲ့အကြံပတ်စစ်တပ်စစ်ကြောင်ကိုမိုင်းဆွဲတက်ခတ်ခဲ့ရမှာ အကြံပတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မနက်9:30မိနစ်ခန့်အချိန်တဲကုံမြို့နယ်တင်းနီတော့အောက်စုပန်းမင်ကုန်းကျေးရွာအောင်စီတာကွက်တဲ့တို့မိဆုပ်ပြီးပြန်ထွက်လာတဲ့ဆန်ကယ်14စီးပါအကြံပတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးတေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့အဲ့ဒီတက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ကလက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ဘုကိုးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ကဲတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်မှဆိုရင်လေချောင်းကနေပြစ်ကူယူပြီးထိုးစစ်ဆင်နေတဲ့အကြံပတ်စစ်တပ်စစ်ကြောင်ကိုအာရခတ်တပ်တို့အေကဖြုတ်ခွင်းခဲ့ပြီးတဲ့နောက်နိုင်ရကန်ကာကင်းကုန်းတစ်ခုကိုပါတိမ့်မိုက်လိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့လေချောင်းကနေပြစ်ကူယူပြီးထိုးစစ်ဆင်လာတဲ့အကြံပတ်စစ်တပ်စစ်ကြောင်တစ်ခုကိုအာရခတ်တပ်တို့အေကဖြုတ်ခွင်းခဲ့ပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်ကနိုင်ရကန်ကာကင်းကုန်းတစ်ခုကိုဆုတ်ခွာထွက်ပြေးသွားရမှာအေကလိုက်လံတိုက်ခိုက်ပြီးအဲ့ဒီကာကင်းကုန်းကိုပါဆက်လက်တိမ့်မိုက်လိုက်ကြောင်သိရပါတယ် ဒီအကြံပတ်စစ်တပ်ကသူတို့စစ်ဆုံးပြီးပေးထားရတဲ့ရခိုင်ရုံးမအစ်စ်ကြံအဆက်နေရာတွေကိုပြန်လဲရရှိရေးအတွက်အသေးအံကြိုးပမ်းအားထုတ်တဲ့ထိုးစစ်တွေကိုဆင်နွှဲနေချိန်မှာအခုလိုကာကင်ကုန်းတစ်ခုကိုပါထပ်မံဆုံးဆုံးလိုက်ရတာဖြစ်တယ်လို့သိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲကို NLD ပါတီကအတိမတ်ပြုမှာမဟုတ်ပဲရေကောက်ပွဲအကောင့်ထဲမပေါ်စေရန်မိဖက်အင်အားစုများအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘိုးအလုတ်ကော်မတီကထုတ်ပြန်လိုက်ပါတယ်ဆိုတဲ့သတင်းလေးကတော့ဒီအကြံပတ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ပြဿနာအရရကြောင်းနိုင်ငံတကာနဲ့ပြည်သူလူထုကိုထပ်မံလှည့်စာရန်နိုင်ငံရေးတရားဝင်မှုရဖို့ရည်ရွယ်ကအာဏာလုစစ်တပ်ကအတူယောင်ရုပ်ောက်ပွဲတရက်ကိုကျင်းပမည်ဖြစ်တဲ့ပြေတရားဝင်မှုနဲ့တရားမျှတမှုလည်းစီမံမဟုတ်တဲ့အတွက်ကြောင့်မမီတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံအတိမတ်မပြုပူးပေါင်းဆောင်ရွက်မိမဟုတ်ပဲထို့အတူရောက်ရေကောက်ပွဲအကောင့်ထဲမပေါ်စေရန် ိဖက်အင်အားစုများအလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်ကော်မတီကပြောဆိုထားပါတယ်။ NLD ပါတီမှာပြည်သူများထဲမှပေါက်ဖွာလာတဲ့ပြည်သူပါတီဖြစ်တဲ့အတွက်ကြောင့်အာနာစင်အဆက်ဆက်တို့ရဲ့မလို့မုံဒီစိတ်ထားနဲ့မြို့ပင်တက်ခတ်ချိန်မုံဒီဖြစ်စေပြည်သူစီနေသွေးပါတီစီနေမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးတို့ဒီကြံဖို့ပါတီဝင်အချင်းချင်း မကြည်နှမ်းမှုတွေဖြစ်ပေါ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါကြောင့် CDN ကိုတင်လင်းအောင်လို့ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲဒါကျွန်တော်ကြက်ခိုင်ရေးမှာဆိုလို့ရှိရင်ကြည့်ကြည့်လိုက်အဲကြက်ခိုင်စစ်သားကပါတီနိုင်ငံရေးကင်းရှင်းရမယ်မှန်တယ်တော့စစ်သားကတကယ်ကင်းရှင်းတယ်ပါတီဝင်တယောက်မှကြက်ခိုင်ရေးပါတီဝင်ဒီစစ်သားတယောက်မှမဟုတ်ဘူးစစ်သားလူထွက်ပြီးမှပါတီဝင်လာလောက်တာပါတီဝင်လာလောက်တာအဲ့တော့ သူကအောက်ခြေအခြေခံနေပြီးတော့အဲ့ဒီကိစ္စကအမြဲတမ်းစစ်တပ်နဲ့အရဖက်နဲ့ကအမြဲတမ်းတဟဇာတာမဖြစ်ချင်းကအဲ့ဒီဟာပဲသူကဒီဘာလဲဘန်မှာစီးပွားရေးဘန်မှာမန်နေဂျာဆိုလို့ရှိရင်အောက်ခြေကနေပြီးကမှဟိုပြတာအဆင့်ကနေပြီးကမှတက်လာပြီးတော့မှဟိုရုံးမှာစင်းရင်လို့စင်းရင်ခိုင်ဖြစ်စင်းရင်ခိုင်ကနေပြီးတော့သူကသူအဆင့်နဲ့တက်ပြီးကမှမြန်မာစီးပွားရေးဘန်မန်နေဂျာဆိုပြီးတော့မှပေးတာမဟုတ်ဘူးသူက တက်ကထွက်လာတဲ့ဘိုးကြီးကိုသွားဆိုဒိန်းကိုစီဝိုင်းပဲမန်နေဂျာပေးလိုက်တာမိုးချရွှေကိုလေအဲမိုးချရွှေကိုလေအဲ့တော့ပြီးလို့ရှိရင်ရဲလဲဒီတိုင်းပဲရဲတက်သားနဲ့ရဲတူတက်ချက်ရဲတူတက်ချက်ရဲတက်ချက်အဲ့ဒီကနေရဲအုပ်တင်တန်းတွေဘာတွေဖြေးပြီးတော့မြို့နယ်မှုဖြစ်ခွင့်မရဘူးတစ်တက်ကလာတဲ့ကောင်ကဒိန်းဆိုမြို့နယ်မှုဒိန်းဆိုခရိုင်မှုပြီးရင်တိုင်းရဲမင်းကြီးတို့ဘာတို့ကလည်းစစ်တပ်ကလာတဲ့ကောင်တွေအရဲဝဲဟိုဘယ်လိုပြောရအောင်ယူနီဖောင်းချိန်တဲ့ကောင်တွေပဲအခုလက်ဒီတိုင်းပဲကြန့်ခံရေးပါတီကနေ အောက်ခြေကနေစပြီးတော့မှတက်လာတဲ့မြို့နယ်ပါတီဥက္ကဋ္ဌခရိုင်ပါတီဥက္ကဋ္ဌအဲ့လိုမျိုးလူတွေကအပေါ်တက်ခွင့်မရဘဲနဲ့အခုစစ်တပ်ကဝင်လာတဲ့ဗိုလ်ချုပ်တွေကဒိန်းဆိုပြီးတော့မှနေရာဝင်ယူတာပေါ့နေရာဝင်ယူတာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကတခုပြောချင်တာကသူကစစ်တပ်ကအခုလက်ရှိဘာလုပ်နေလဲဆိုတော့အခုဖုံးအခုကိုရင်ဝေးအခုကြောင်းနိုင်ဖြစ်တယ် မှန်ပါလားချစ်တဲ့ကဟောနေရအခုကိုရင်ဝေးဒီနေ့ကိုရင်ဝေးဒီနေ့ကြောင်းနိုင်ဖြစ်တယ်ကျန်တဲ့ဘာစာချတွေဘာဒီအငယ်ကမောင်အားမဖတ်တတ်လဲအဲဘာမှမလုပ်တတ်ဘူးအဲ့တော့ကျန်ခိုင်ပါတီနဲ့ပတ်သက်သူတို့ပါတီနိုင်ငံရေးကင်းရှင်းတယ်ဟုတ်တယ်ပါတီနိုင်ငံရေးကင်းရှင်းတယ်စစ်တပ်ထဲမှာနေတော့ပါတီကိစ္စနဲ့ပတ်သက်လို့ဘာမှမလုပ်ဘူးအဲ့တော့ဒီနေ့မှရောက်လာပြီဒီနေ့ချက်ချင်းပါတီမှာဟိုအကြီးခုံကြီးတွားထိုင်တဲ့အခါကျတော့အောက်ကကောင်ကဘယ်ဂျင်းနဲ့ပဲဟုတ်တယ်ဒါ ਉਹ ကျွန်တော်တို့ဒီဖင်လန်ကမောင်မောင်ပြောထတာဗောနမောင်မောင်ပြောင်းကြီးက အဲခမားတို့ကအောက်ကဒါစစ်တေးချိုင်းလိုပဲဗောနော်ပြောင်းရွှေ့လာပြီးတော့မှဒီလိုဖြစ်တဲ့လူတွေကအောက်ခြေကဘယ်ကျင်နဲ့မလဲဆိုတော့ဒါကျန်းမာရေးပါတီတွင်းမှာကျွန်တော်နည်းနည်းပုတ်တိုက်မှုတွေနည်းနည်းများလာတယ်လို့တော့ဟိုပြောလို့ရတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့မှအဲ့တော့ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့အထဲမှာတော့ဒါဟိုအခုဘုံကြီးဝေးအခုကြောင်းနိုင်ဖြစ်တယ်ဗောနော်ဒါဒါလေးနဲ့ပတ်သက်ပြီးတော့လေဒါဟိုကျန်းမာရေးပါတီကတကယ်လုံနေတာပါကျန်းမာရေးပါတီကလုံတာမဟုတ်ဘူး စစ်တပ်ကလှုပ်တာစစ်တပ်ကလှုပ်တဲ့မြောက်ကျန်းခိုင်ပါတီကခံလို့လဲခံနေလို့လဲအဲ့ကျန်းခိုင်ပါတီကိုပြည်သူလူထုကစောင့်မိကြတာဟုတ်ချင်းလေးရကိုဘကိုဟို NND လိုမျိုးစစ်တပ်နဲ့လုံးဝမပတ်သက်ပဲနဲ့ပြည်သူချစ်အောင်နေဒါဆိုရင်ကျန်းခိုင်ရေးလဲသူ့အနေနဲ့သူတသွေးတမွေးတော့လှတယ်အခုကဘလို့မှလှတဲ့အကြောင်းမရှိဘူးအချိန်တိုင်းဒီဖွစိန်ကြီးကကက်ကလာဖွကြီးကကက်ကလာမယ်ဆိုတော့စိတ်ကပြည်သူတိုင်းမှာဆွဲနေတာဖြစ်တဲ့အတွက်မင်းတို့ထောက်ခံတဲ့လူကတော့နရွတ်တစ်ဖက်ပဲကြားတဲ့လူလို့မျိုးလုံးတစ်ဖက်ပဲမြင်တဲ့လူလို့ပဲ ထောက်ခံလိမ့်မယ်ပေါ့နော်ယုံကြည်လည်းမရှိဘူးပေါ့ဟုတ်တယ်ယုံကြည်လည်းမရှိဘူးအဲ့တော့ဒီနေ့ဘုန်းကြီးဝဲဒီနေ့ကြောင်းနိုင်ဖြစ်ပါတယ်ဆိုတော့စကားလေးနဲ့ပဲကျွန်တော်တို့စကားဝိုင်းကိုမိကုန်းချုပ်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့ဒါတို့ကြံဖို့အဲမှာတော့ဒီစစ်ခွေယူနီဖောင်းချုပ်ပြီးဝင်လာတဲ့ကောင်တွေကလွဲလို့နော်ဒါကြံတဲ့ကြံဖို့ပါတီဝင်အခြားကလောင်ဂျုံတပေါက်ကောင်တွေကတော့နေရာကောင်းမရလို့ဆိုပြီးအခုလိုတွေဒါတို့ပါတီဝင်အချင်းချင်းမကျေနပ်မှုတွေဖြစ်ပေါ်နေကြတာပဲနော် အဲ့တော့မင်းတို့ဒီကြံဖို့ပါတီဝင်အခြားကလောင်ကြုံတပေါက်ကောင်းနေအနေနဲ့နော်ဒါမင်းတို့ဒီအာနာစင်အကြံပတ်စစ်ခွေတက်ကြီးကိုအမြင့်ပြတ်ချိန်မုံမှာပဲဒါမင်းတို့ရဲ့အခွင့်အရေးကိုအပြေးဝရမှာဆိုတော့အဲ့တော့ဘာတွေဆက်လုပ်တင်လဲဆိုတာကတော့ကိုယ့်ဘာသာကိုဆုံးဖြတ်ကြပေါ့နော်ကဲတော့ဒီနောက်မှာလဲဒီစစ်မှုတမ်းမတရားပေါ်တာဆွဲဖမ်းဆီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုပြောင်းရလဲဘလို့တွေဖော်ကောင်းလောက်ထားအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဂျပန်ခင်မှာဆက်ကြည့်ပေးရတယ်လို့ပဲတဲ့အဆင်မပြေပါဘူးတဲ့ ကဲဦးမင်းအောင်လိုက်ရေမျောက်လည်းကြားတယ်ဗျာနော်အမိမိကတော့ကိုယ့်ကိုယ်ကိုတော်နေတာပဲအောက်ချင်မှာတော့ကိုယ့်ရဲ့နိုင်ငံကဖြစ်ချင်တိုင်းဖြစ်နေတယ်အဲ့တော့နေပြည်တော်နဲ့အနီးတစ်ဝိုက်လောက်ပဲตาရကောင်းตาရနိုင်လိုက်မယ်နော်တချို့နေရာတွေတော်တော်များများမှာမြေပြင်မှာရှိနေတယ်အဲ့တော့အဓိကတော့သူကိုယ်တိုင်ရဲ့အဲသူကိုယ်တိုင်ရဲ့ပုံစံပြမှုတွေလို့ကျွန်တော်ပြောရမှာပေါ့သူကိုယ်တိုင်ကမပြတ်မသားနဲ့စစ်ကောင်းဆောင်ရောင်းရောင်းဒီမိုကရေစီကောင်းဆောင်ရောင်းရောင်းနိုဘယ်ဆုပဲမှန်းနေတဲ့ရောင်းရောင်းလုပ်နေတဲ့ခါကြတော့သူလောက်ငယ်သားကလည်းကိုယ့်ရဲ့ဒီပေါ့ ယ့်ရဲ့ခေါင်းဆောင်ကြည့်တဲ့ခါကျတော့လေဟိုရောင်ရောင်ဒီရောင်ဆိုတော့ငါ့လေဟိုရောင်ဒီရောင်မလုံပါဘောဆိုတဲ့ပုံစံသူတော်မုံသူတော်မဘယ်လိုခေါ်မလဲဆိုတော့အမုံမခံသေးတဲ့ငါတို့ကဘာဖြစ်လို့အမုံခံရမှာလဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေပြီအဲ့တော့ကိုကိုတိုင်ကမှစစ်သားမပီးတာကိုဝန်ထမ်းကောင်းမပီးတာဘူးဆိုဝန်ထမ်းကောင်းမရှာနော်ကိုကိုတိုင်စစ်သားပီးတာမှဝန်ထမ်းကောင်းပီးတာမှဝန်ထမ်းကောင်းရမှာအဲ့တော့မိမိဟာခေါင်းဆောင်ဆိုတော့ inspiration ဖြစ်ရမှာကျွန်တော်အများနဲ့ပြောပါရနော်ကောင်မောင်နဲ့အပတ်စဉ်တက်ကလူတွေတဲ့အိမ်ပြန်လို့ရပြီလားအခုဆိုရင်အပတ်စဉ်20ရောက်နေပြီလေ ော်လုံးသိပြီပေါ့ဆနာပဲကျွန်တော်ပြောပြပါလေဝိုင်းပေါ်မှာပါစာလေးတရားလက်ပါပြတ်ထွက်သွားတယ်အပါစာရင်းနဲ့ပတ်သက်ပြီးတော့လည်းပြောချင်တာပါလဲဆိုတော့ပါစာတွေကိုပြောတယ်ဗောနောနောက်တန်းမှာပဲနေရမယ်တက်မှာပဲနေရမယ်ဆိုပြီးတော့ဒီနေ့ပဲဆင်းတဲ့ရှင်းအောင်တန်းရောက်သွားတာအများကြီးရှိတယ်အဲ့ဒါပဲတပီတော့ပြည်သူတွေမိသားစုတွေလည်းတော်တော်လေးကျွန်တော်ဘယ်လိုခေါ်မလဲစိတ်မကောင်းဖြစ်စရာကြုံနေတော့ဗျာနော်အေရီတိုင်းစစ်မှုထမ်းကြီးဘာကြီးညာကြီးတွေကောက်တုံးကနော်ကောက်တုံးနဲ့ ကောက်ဆဲပဲတဲ့ပြောပေးမဲ့သူလည်းမရှိဘူးဖြစ်နေတယ်တဲ့မဥပင်ခရိုင်နဲ့တပုတ်ရွာစိတ်ဖြူကြေးရွာတွေမှာတဲ့ပတ်စံနေကောက်နေတယ်တဲ့ပတ်စံနေကောက်တာနဲ့ပတ်သက်ပြီးတော့ကဲဥမင်းအောင်လာရင်ခမရတို့ကလည်းခမရတို့ပဲနော်ကိုလောက်ကိုကိုမလောက်ဘူးခမသွားပြီးတော့နေပြည်တော်မှာဗလီဆောက်ဖို့တို့နော်ပြီးရင်ဟိုနေရာမှာပွဲတက်ဖို့တို့ဒီနေရာမှာပွဲတက်ဖို့တို့အလုပ်ရှိတယ်တကယ်တကယ်တမ်းမြေပြင်မှာတကယ်တမ်းဖြစ်နေတဲ့ဒီစစ်မှုတန်းကြီးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကငတ်နေငတ်ရတဲ့ကြားတဲ့ပေးနေရတယ်အဲ့တော့ မင်းပြမင်းတန်ခံနေရတဲ့ပုံစံမျိုးတွေဖြစ်နေမင်းပြမင်းတန်ခံနေရတဲ့ပုံစံမျိုးတွေဖြစ်နေအဲ့တော့ခင်ဗျားတို့ဘာအလုံးမှမလုပ်တော့ဘူးလားကျွန်တော်မေးချင်တာဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေတော်တော်ကိုစူးနေပါပြီเนาะအဲ့တော့သွားပြောလိုက်ရင်လည်းအုပ်ချုပ်ရေးမှုတွေကအုပ်ချုပ်ရေးမှုတွေကမကြောက်ဘူးဗျာသူတို့ကဘယ်ကြောက်ပါမလဲညဒီကိစ္စကြီးတစ်ခုလုံးဒီမြို့နယ်မဆဖားတွေအကုန်လုံးကလည်းပါဝင်ပတ်သက်နေတဲ့ဟာကိုပတ်သက်တဲ့ခါကျမင်းတို့ငါ့ကိုဖမ်းရမ်းဖမ်းကြည့်လေစားရဖားတော့မှကတ်မရဲတဲ့ပုံစံမျိုးတွေစားရဖားဆိုတာလည်းပုံမှန်လင်းပြောရရင် ဟိုတနေ့ကဒီဝန်ဝန်ကိကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်တို့နှစ်ဖက်ကြည့်ရတဲ့အခါမှာတော့အဲဆာယဖကဝန်ဝန်ကိကိုဖျက်ဖို့တရုတ်ကပစ္စည်းတွေဝင်ဝင်တဲ့အခါမှာမောက်ခိုးပစ္စည်းတွေတိုက်ချက်ဖို့အတွက်ဆိုပြီးတော့ရဲတွေကစိုင်းကယ်တွေကိုဖမ်းတယ်ကားတွေကိုဖမ်းတယ်အိတ်ဆွေးနဲ့ဖျက်တဲ့အခါကျဘလို့မှဖမ်းသူတို့ဖျက်လို့မရဖျက်လို့မရတဲ့အခါမှာဆာယဖတွေကအဲ့ဒီဆာယဖတချို့ပေါ့နော်တချို့ကစိုင်းကယ်နဲ့ဖျက်တယ်ဖျက်တဲ့အခါရဲတွေကဂရုမစိုက်ပဲဖမ်းတယ်ဖမ်းတဲ့အခါကျတော့အဲ့ဒီနှစ်ဖက်ပြဿနာတွေဖြစ်တယ် ကျုံနိုင်ငံရဲ့အရေးကလည်းတော်တော်ရှုပ်ထွေးပါတယ်တော်တော်ရှုပ်ထွေးပါတယ်နော်အဲ့တော့အဲ့ဒီချိုနေရတယ်မှာတော်တော်ဆိုးနေတာနော်ငွေချေးကောက်တဲ့ပုံစံကလည်းဟိုဘလိုခေါ်မလဲဆိုတော့ရဲကဆွဲတယ်ရဲကဆွဲပြီးတော့ရဲကဗဟုမှုဒီမှုနဲ့ဆွဲထားတဲ့ဒီတွေကိုစစ်တပ်ကိုပို့တယ်စစ်တပ်ကိုပို့တော့ကျွန်တော်ပြောခဲ့ပြီလေသိန်း30သိန်း30ကစစ်တပ်ထရောင်သိန်း90ဖြစ်သွားသိန်း90ကနေပြီးတော့ထွေအုပ်စီရောင်သိန်း80ဖြစ်သွားပြီသိန်း80ကိုရကြေးကပြန်ဝယ်တဲ့ခါမှာသိန်း80ဖြစ်သွားပြီ ဲ့တော့ဒီလိုမျိုးလှုပ်ရှားတဲ့ခါကျတော့ဘယ်သူကအမြဝင်ရှုပ်ရဲမလဲဗျာเนาะဘယ်သူကလည်းဝင်ပြောရဲမလဲပြောတဲ့သူတွေအားလုံးကလည်းအဲကောင်မစစ်တဲ့ဝင်ကြလားလားငါစစ်တဲ့ဖန်ထဲလိုက်လို့မပါကောင်မှတ်နေကောင်အဲအဲ့ပုံစံမျိုးတွေလုပ်နေတာအခုနေပြည်တော်ကပေါ့နော်အနေပြည်တော်ကသူဆိုလို့ရှိရင်လည်းတချို့ဆိုရင်အုတ်ချုပ်ရဲမှုတွေပေါ့စာဆိုင်ကတက်စီမောင်းနေအခုဆိုရင်တိုက်ခံအိမ်နဲ့ဗာလဲနေနိုင်ပြီအဲဒီလိုပုံစံမျိုးတွေဖြစ်နေအုတ်ကြီးတွေကကြီးပွားနေကြပြီအဲ့တော့စစ်မှုထမ်းကြီးနဲ့ပတ်သက်စစ်မှုထမ်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောတဲ့ခါမှာလည်းအဲ့ဒီ လို့ခေါ်မယ်ဆိုတော့စစ်တပ်အားပေးထောက်ခံတော့အုပ်စုတွေပေါ့သူတို့သူတို့မြင်တာသူတို့ပြောတာပေါ့လေဒါအုပ်ကြီးတွေအုပ်ကြီးတွေပဲထိုးထိုးမချနဲ့အုပ်ကြီးတွေဆိုတာပုံမှန်နေပြောလူမိုက်ငားခံရတဲ့လူတွေကြီးပဲနော်သူတို့ကလည်းခင်မကောင်းတဲ့အချိန်မှာအခြေအနေလေးကောင်းဖို့စားရင်စားဝတ်နေရအတွက်ဟလာပါလေဖြစ်ဖြစ်စေတနာပါလို့တော်လည်းကောင်းပိုက်ဆံလေးရလို့တော်လည်းကောင်းလုံရင်လုံကြလိမ့်မယ်ဒါပေမဲ့အုပ်ကြီးတစ်ခုတည်းကိုကျွန်တော်တို့ကသွားပြီးတော့လက်ညှိုးထိုးလို့မရဘူးကျွန်တော်ပြောသလိုပေါ့စစ်တပ်ကရဲကဖမ်းတယ်စစ်တပ်ကိုပေးတယ်စစ်တပ်ကအထွေအုပ်ကိုပေးတယ်ထွေအုပ်ကနေပြီးတော့ ခါလေဒီရက်ကြီးတွေကိုပြန်ွယ်ခိုင်းတယ်အဲ့တော့နောက်ဆုံးပြီးတော့ပူရာလေးပဲအုပ်ကြီးတွေအစားအဲ့တော့ဒါကိုပြောင်းတော့အခုလိုတွေအမှန်တရားတွေပြောလာတော့ဒီနောက်မှာဒီမပါတာဖုန်ကြီးတယောက်ကလေဒီပြောင်ကြီးနဲ့မဟာပညာကျော်ဆိုတဲ့ဒါသူတို့စစ်တပ်ထောက်ခံသူအချင်းချင်းကိုတောင်မှဒီဆင်းလင်းတုတ်တင်ဖို့အထီတောင်လမ်းပေါ်မှာဘလို့ဒီអော်ထောင်းမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာနှစ်ယောက်အကြောင်းပြောချင်တာပေါ့နှစ်ယောက်ဗာနှစ်ယောက်လဲလေလို့မြင်တော့တယောက်ကဖင်လန်မှာနေတဲ့ဖင်လန်မောင်မောင်ပေါ့ ဟိုဘက်ချက်ဘက်အုပ်စုတွေခေါ်တဲ့ပြောင်ကြီးပေါ့အဲလမ်းမောင်မောင်ရဲ့လိုင်းမောင်မောင်အာသာရေးလူမျိုးရေးတွေနဲ့ပတ်သက်ရန်တန်ကားတွေနဲ့ပတ်သက်ပြီးတော့ပြောကြားနေတယ်ပြောကြားချက်တွေနောက်တစ်ခါဒီဗိုင်းရပ်လက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကြောနေတယ်နှစ်ယောက်ထဲကနောက်တစ်ယောက်ဖြစ်တဲ့သူ့နာမည်တော့မသိပါဘူးအကောက်နာမည်ကမဟာပညာကျော်ဆိုလားမဆိုလားမသိဘူးသူ့တော့တချို့တချို့ဗီဒီယိုဖိုင်လေးတက်တက်လာတာတွေ့ဘူးတာတော့ကြားခဲ့ပါပြီအခု YouTube မှာတော့ ထွက်မြတ်သူဆိုတာလည်းအဲ့လိုတော့တွေ့တယ်။ဒီကောင်အကြောင်းကိုတရားသလားစုံစမ်းကြည့်လိုက်တဲ့အခါကျတော့သင်္ကန်းကြီးချုပ်လိုက်ပြီးတော့စကားပြောတာဘလောက်ဒီမှာရှိနေစီ။ချိန်စီဆိုရင်တော့အလုံးတိကျမှာပါ။မော်ရယ်ချိန်စီရဲ့မောင်တော့ကြားတယ်။ဟောမဟုတ်ဆိုတော့မသိပါဘူး။ချိန်စီရဲ့မောင်ဆိုရင်တော့ဒါဝချုပ်ကြီးနေဝင်ရဲ့မိအင်းနေဝင်မတော်လိုက်တဲ့ရောက်ပါတော့သူတို့ပြောကြချက်တွေဆောင်ကြည့်ပြပါ သူကတော့စပိဖာမာကောင်းတဲ့အတွက်ပြောတဲ့စကားလေးတွေကဟိုရင်ကျေးပါတယ်ဒါမျိုးနဲ့ရင်ရင်လေးနဲ့ရိုင်းနေတာပေါ့ကျအဲစကားလေးတွေလည်းပါတယ်ကြာတော့မရိုင်းတာကြာဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတယ်ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်နော်ဒါနဲ့အများခေါ်နေတာကတော့အကျန်းဖက်တမားတွေခေါ်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်ပြီးလို့ခေါ်တယ်အဲဖင်လန်မှာနေတဲ့ဖင်ပြောင်နေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင် နောက်တစ်ခါရှေးစီရဲ့မောင်တို့ပြောနေတဲ့အကောင့်နံပါတ်မဟာပညာကျော်လို့တုံးတဲ့ထွမြတ်သူဆိုတဲ့ဒီနေ့ကိုစောင့်ကြည့်နေတယ်။တိုင်းပြည်နဲ့အမျိုးဘာသာတာသနာထိကြလိုက်။ဒီနေ့ရောက်တယ်မဟုတ်ဘူး။၂000ဆိုလဲတုတ်တင်ရမယ်။ကဲကြားတယ်နော်။နှိတ်ကိုပြရမယ်။ဓမ္မအနည်းနဲ့ပေါ့နော်စောင့်ကြည့်နေတယ်။ ဲတော့ဒီနှစ်ယောက်မှမဟုတ်ဘူးအယောက်2000ဆိုရင်လဲစင်လင်းတုတ်တင်ရမှာပဲဆိုပြီးတော့ဒါသူပ္ပစာနေပြောသွားတာအလုံးကြားကြတဲ့အတိုင်းပဲနော်အဲတော့ဒီတုတ်တင်ရမယ်ဆိုတဲ့စကားကဘယ်အစင်းတိရောက်လဲဆိုတာဒါကလေးကိုသမီးတောင်သိတယ်နော်အဲတော့သင်ငန်းချုပ်ပြီးတော့အခုလိုတွေတာသနာုံဖျက်ဆီးနေတာကြာတော့နော်ဒါအမှန်တရားဆိုပြီးတော့ထောက်ခံအားပေးကိုးဝင်နေကြတဲ့သူတွေကိုလည်းတော်တော်လေးနဲ့အံ့ဩမိပါတယ်တကယ်လဲတော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်နော် ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညမနေ့ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစီညာ thank you